ွေနေမှာဖယားတော့ကြောင်တပါဒီမွေနေမှာလာဆုံးမဲမဲနနာလို့ကျနာရေကောဝဲပြီးမြေမွေနေမှာစတောင်းစကားလေးပြန်လွင်နေရဲ့ ။သတင်းဖိရပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။အမတရားနေ့အစီအစဉ်အနေဒီကနေ့အော်တိုဘာလ20ရက်နေ့မှာမွေးနေ့ပြမြောက်ကြတဲ့မွေးနေ့ရှင်တွေအလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်အနေပြီးတော့ထုံးနှိမ့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ တရားနေ့အစီအစဉ်အားနေပထမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ပဲခူးမှနေတဲ့ကိုကြည်တာအောင်ရဲ့ဒီနေ့မှပြင်မြောက်တဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ကိုကြည်တာအောင်ရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်စနီးမျိုးစနီကျော်ကပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပခုံးခုမှနေတဲ့ချင်းရင်ထူးရဲ့ဒီနေ့မှပြင်မြောက်တဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ မောင်လေးချင်းရင်ထူးရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွေးနေ့အတွက်ကိုတော့သက်ဆိုင်သူဝိညာဉ်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ဒီနေ့မှမွေးနေ့ပြင်ပြောင်းတဲ့ပကိုးမနေတဲ့ကိုကြည်တာအောင်ပကိုးကူမနေတဲ့မောင်လေးချင်းရင်ထူးတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့တရားနေစားပြီးတော့ကျမ်းမာပျော်ရွှင်ပါစေ။လူအများကြီးချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးလိုက်ပါရစေ။ thank you မတရားနှင့်အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံးလွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံးလွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ Twinkle light ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ် ြစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်ဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့ပေါက်ခေါင်းမနေတဲ့ထက်နောင်ဆိုးပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူမိမတီနဲ့ဒီနေ့မှပြင်းပြောက်တဲ့လေးနှစ်နဲ့ကိုလာပြင်းချစ်သက်တန်းအတွက်ကိုကိုရိုင်မဲပန်ဝေတောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ထောင်ရတဲ့ဆောင်ရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ အမတ်တယောက်နဲ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့တောင်တွင်းကြီးမှနေတဲ့အောင်ရဲကျော်ပဲဖြစ်ပါတယ်။သူကတော့ချစ်စနီးဆောင်ခေမန်နဲ့ဒီနေ့မှပြင်းပြောက်တဲ့နှစ်နှစ်နဲ့ခုနှစ်လပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ချစ်စနီးအတွက်စကားလက်ဆောင်လေးရတော့ရတုဆက်ဆက်နှစ်ပတ်လည်တိုင်းပျော်ရွှင်အောင်ထားပေးပါမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။ဒီနေ့မှာနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲ ဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားသမ ्या အခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရောအမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်။ တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနှမ3933 6936 3939နဲ့3998939 6959ရို့မှာ၃ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။